Miss Universe မှာဖျော်ဖြေဖို့နဝဲရဲ့ကလန်းချက်ကိုလီစာညင်းပေဒီနေ့မဲဆက်ချော်ရာကိုဘန်ကောက်မှာပြုလုပ်မှာဖြစ်ပါတယ်အရင်နှစ်တွေနဲ့မတူဘဲဒီနေ့ကတော့ကမ္ဘာလုံးဆိုင်ရာလိုင်စင်ကိုတော့ ချက်ခဖွန်ဂျာဂျူသထပ်ကပဲရယူထားပေးမယ်။အမှုဆောင်ဒါရိုက်တာယာတို့နဲ့ပင်ဆက်ဆောင်ရာထိုင်းအမှုဆောင်ယာတို့ကို Miss Grand International ပိုင်ရှင် Network ကလှူဆောင်နေတာဖြစ်ပါတယ်။ Miss Universe 2025ကိုထိုင်းမှာကျင်းပသွားမှာဖြစ်ပြီးတော့ဒီပွဲအတွက်ထိုင်းနိုင်ငံမှာဂုဏ်ဆောင်နဲ့ကမ္ဘာကျော်ဒေသရှင်လီဇာအောင်နောက်ဆုံးဆင်မြင်မှာတည်ဆိုပြီးဖို့ကံလန်းခဲ့ပေးမယ်။လီဇာဘက်ကနေပြီးတော့ငင်းပယ်ခဲ့တယ်လို့သိရပါတယ်။ နဝက်က live မှာပြောကြားခဲ့တာပါ။လီဇာကဒီပွဲကြီးမှာပါဝင်နိုင်ဖို့ဖက်ဖက်ကညှိနှိုင်းခဲ့ပေမဲ့လီဇာရဲ့အလုံးချိန်စရာဖြစ်နေတာကြောင့်နဝက်ဘက်ကရင်းဆိုခဲ့တယ်ဆိုပြီးတော့ပြောလာပါတယ်။အဓိကတော့လီဇာလိုထိုင်းချက်တရီကိုမက်ဆက်ကြော်ရာပွဲကြီးမှာပွဲထုတ်ချင်ခဲ့တာကြောင့်အစီအစဉ်မှုတွေကလီဇာရဲ့စီမံခန့်ခွဲရေးအတင်းနဲ့အကောင်ဆုံးရေးခဲ့ပေမဲ့ ဒီနေ့လုံးစာအကျွမ်းကလီဇာဟာသူမရဲ့ project ပေါင်းများစွာနဲ့အချိန်ဆအပြည့်ဖြစ်နေခဲ့တာကြောင့် universe မှာဖြော်ပြဖို့ဖြစ်နိုင်ကြောင်းတေချာရှင်းပြပြီးတော့ညင်းခဲ့တာပါ Miss Universe ကလည်းမြန်မာပြည်နဲ့မဆိုင်တယ်လို့ဘဝကလည်းမြန်မာပြည်ရဲ့အကြောင်းလေးတွေရှိခဲ့ပြီးလီဇာကပါဝင်မယ်ဆိုရင်တော့ဒီလိုပါလုံးရဲ့အာရုံကိုဖန်ဆနိုင်မှာဖြစ်ပေမဲ့မပါလာနိုင်ခဲ့တာကတော့နှမျောစရာပဲဖြစ်ပါတယ်ဗီဒီယိုလေးအစိုးရလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံပေးကြပါမယ်ရှင်